ားလုံးမင်္ဂလာပါကျွန်တော်ကဆက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကတော့ free ရရှိမဲ့ skin တွေနဲ့ဒီမကြာခင်မှာရောက်လာမဲ့ event အကြောင်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ် ဒီ event ကတော့ဒါစိတ်ဆရာ event ပေါ့နော်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဒါစိတ်ဆရာ event ကတော့လာမယ့်ဇူလိုင်လ10ရက်နေ့မှာရောက်လာမှာဖြစ်တယ်။တိတ်ကတော့တိတိကျကျထွက်ပြီးဒီတော့အဲ diamond တွေလည်းကြိုပြီးတော့ဆုထားကြမယ်ဆိုရင်တော့မိပါသေးတယ်အချိန်ရတော့ပေါ့နော်တလဝင်ကြတော့မိသေးတယ်။သူကထုံးစံအတိုင်းပဲ first stand တော့မှာဆိုရင်ဒါပဒန်းရဲ့ဒီ yoyo skin ကိုပေးရပါတော့ကျန်တဲ့ skin တွေကိုတော့ဒီ go skin တွေကိုတော့ quantum ထောင်းနေရတယ်လဲလဲရမယ်လို့သိထားရတယ်။နောက်ဘုရားတော့ကျန်တဲ့ဒီအစိမ်းရောက် skin တွေရှိရပါတော့ခြောက်အောင်လို့ပြီးရ ိုင်ဘယ်လာတို့ကတော့အစိမ်းရောက်စကင်ရှိတယ်အဲ့တော့ဒိုင်မွန်1288လုံးနဲ့ဒီလဲဝယ်ရမှာဖြစ်ပါတယ်ဒီ event မှာဆိုရင်လဲ freedom က page 1 page 2ဆိုပြီးတော့နှစ်ခါလာမှာဖြစ်တယ်ဒီတော့ဒီ event မှာကကံကောင်းမှဆိုရင်လဲ ghost skin တွေကလဲတိုင်ပြီးတော့ပေါက်နိုင်သေးတယ်ဒီမှာဆိုရင်တော့ဒါထုံးစံအတိုင်းတန်းတော့မှဆိုရင်ဒီ skin ကတော့ ဒါမရသေးတဲ့လူတွေဆိုရင်ပေးလိမ့်မယ်ပေါ့နော်ကလို့ရပြီးသားလူတွေဆိုရင်တော့လည်းမပေးတော့ပါဘူး quantity ပဲပေးရင်ပေးမှာပါနောက်ခုအနေနဲ့ကတော့ဒါ experiment event ဖြစ်တယ်ဒီ experiment event မှာကတော့ဒါလာမဲ့ဂျွန်16နေ့မှာရောက်ရှိလာမှာဖြစ်တယ်ဒီနောက်လာတယ်မှာပေါ့နော်16နေ့မှာရောက်ရှိလာမှာဖြစ်တယ်သူက tendo rise မှာဆိုရင် bingo တစ်ခုရမယ်နောက်ပြီးတော့ဒီ limited epic လို့အရင်တော့ခေါ်တယ်အခုနောက်ပိုင်းမှာတော့ lucky box skin ပေါ့နော် lucky box skin တွေပြီးတော့ epic skin တွေ diamond 199လုံး dance skin တွေနဲ့ special skin တွေ သူတို့တွေဟာတော်တော်များများပေါက်ကြပါလိမ့်မယ်ဒီဘက်ကတန်းတော်တိုင်းမှာဟိုအဲ့လိုမျိုးစကင်တွေကပေါက်ကိုပေါက်မှာပေါ့နော်တော်တော်ဒီတန်းတော်တိုင်းမှာသူကဘင်ဂိုနဲ့သွားတာဘင်ဂိုနဲ့သွားတာဆိုတော့အခုလိုမျိုးဘုံလေးအပေါ်မှာ၃ခုဒီပြည့်သွားမှဆိုရင်တော့ဘင်ဂိုတစ်ခုဒီဘုံတစ်ခုပွင့်ပြီးတော့ဒီ experience event နှစ်ကောင်တည်းကတစ်ကောင်ရမှာဖြစ်ပါတယ်။ကိုကအရင်နှစ်တော့ channel ယူထားအရထားပြီးသားလူတွေဆိုရင်တော့ဒီ lastly ရမယ် lastly ရထားပြီးသားလူတွေဆိုတော့ channel ရမယ်။တကယ်လို့နှစ်ခုစလုံးရှိပြီးသားလူတွေဆိုတော့อืม အပိ limited အပိလို့ခေါ်လို့ရတဲ့ဒီ lucky box skin တွေပဲပြန်ပေါက်มาဖြစ်ပါတယ်ဒီ event မှာကတော့ turn door ဂုံးစင်းတိုင်းမှာ turn door ဖောက်တိုင်းမှာဒီ skin ကတော့အနည်းဆုံး3-4កောင်ကတော့ဒါအနည်းဆုံးပေါက်ပါတယ်အနည်းဆုံးဆိုရင်တော့ဒီ3កောင်တော့အနည်းဆုံးပေါက်တယ်ပေါ့เนาะပြီးတော့သူကဒီ pop the skin တွေပြန်ပေါက်ရင်လည်းဒီကတ်လေးတွေစုပြီးတော့မှဒီကတ်တွေပြည့်သွားတဲ့အခါကျရင်လည်း freedom gun တစ်ခုပြန်ပြီးတော့လဲပေးပါသေးတယ်ဒါကြောင့်မို့လို့ဒီ event ကတော်တော်လေးမှမိုက်တယ် ဒီနောက်တစ်ခုအနေနဲ့ပြောပြရမယ်ဆိုရင်ဒါ limited skin လို့ပြောလို့ရတယ်ဒီ lucky box skin တွေလေဒီ10ရောင်းတိုင်းမှာပေးတာဖြစ်တဲ့အတွက်ကြောင့်သေချာပေါက်ကိုဂုံစင်းသင်းတဲ့ event တစ်ခုလို့ပြောလို့ရပါတယ် freedom gun အနေနဲ့ကတော့ page 1 page 2နှစ်ခါလာမှာဖြစ်ပါတယ် freedom gun တစ်ခါလာရင်16ကပ်ပါဒီတော့ဘာပဲဖြစ်ဖြစ်ဂုံစင်းကြည့်ကြဖို့ပြောချင်တယ်ဒါကတော့လာမယ့်ဂျွန်လ18ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပါတယ်သူကလည်းနည်းနည်းလေးတော့ဒီ event အနေနဲ့ကတလဝန်းကျင်တော့ပဲကြာမှာဖြစ်တယ်ပေါ့နော် ဒီ event လာတဲ့အချိန်အတွင်းမှာဒီ bingo တန်းဖို့အတွက်ကုန်စင်ကြဖို့ပြောချင်ပါတယ်နောက်ခုအနေနဲ့ကဒါ MSC event လို့ခေါ်တဲ့ MSC event ပေါ့နော် MSC event မှာဒီ event ကတော့လက်ရှိမှာကတော့ဒါအရင်နှစ်တုန်းက platinum skin နဲ့အစားတို့ပြတာပေးတယ်ဒီနှစ်မှာကတော့ကျွန်တော်ပုံလေးကအတိုင်းပြတာပေးတဲ့အတိုင်းပဲဒီနဲ့တိုင်ရစကင်ဖြစ်ပါတယ်။အဲသူမှဆိုရင် test တွေကတော့အရင်နှစ်တုန်းကအတိုင်းပဲအများကြီးပါလာတယ်။နောက်ပါတော့ဒီ ဒီ MSC coin တော့ဗောနော်ဒီ MSC coin gas ယူပြီးတော့မှဒီကိုသွားပြီးခံမှန်းလို့ရတယ်အဲ့လိုမျိုးခံမှန်းတာအနေနဲ့ test တွေပြည့်တယ်အဲ့လိုမျိုးရလာတဲ့ဘုံလေးတွေကလည်းတကယ် MSC point လေးတွေ ESP လေးတွေ MSC EAP လေးတွေရတယ်ဗောနော် coin လေးတွေရတယ်အဲ့ MSC coin လေးနဲ့မှကိုလိုချင်တဲ့ skin ကိုလဲလဲရမှာဖြစ်ပါတယ်ဒီ MSC skin ကို time ရောက်ဝယ်မယ်ဆိုတော့ diamond အနေနဲ့946လုံးဗောနော် net skin ကိုဝယ်မယ်ဆိုတော့ 939လုံး949လုံးသူကသူအစားစားတော့ရှိရပြတေချာကျွန်တော်ပြောတတ်ဘူးဒါပေမဲ့လက်ရှိပြပေးတာ939လုံးပေါ့နော်အဲ့ဒါနဲ့ဝယ်လို့ရမှာဖြစ်ပါတယ်နောက်ပေါ်တော့ MSC Sport Check ကလည်းရှိသေးတယ်အဲ့ MSC Sport Check အနေနဲ့ကံကောင်းရင်တော့ဒီ MSC ပတ်တွေပောက်ဝါပြီးတော့ပေါ့နော်ဒီ MSC coin တွေနဲ့ coin တွေအများကြီးပောက်ဝါတတ်ပါသေးရဲ့အဲ့လိုမျိုး coin တွေအများကြီးပောက်ဝါရင်တော့ဒီ MSC skin ကိုတမ်းပြီးလဲလဲရရပါတယ်ကဲနောက်တစ်ခုအနေနဲ့ကတော့ဒါ Samuel Event ပဲဖြစ်တယ် ဒီ scenario event ကတော့လာမယ်ဒီ august လနဲ့ stream လာအတွင်းမှာရောက်ရှိလာမယ်လို့သိထားရတယ်ဒီ scenario event ကတော့ထုံးစံအတိုင်းပဲ dandraw မှာဆိုရင်ဒါ florian skin ကိုပေးပါတယ်နောက်ပြီးတော့ဒီ သူလည်းအရှိကပေါ့နော် aspirant event လို့ပဲ bingo နဲ့သွားတာဖြစ်တဲ့အတွက်ဒီ turn တော့မှဆိုရင် second ၎င်း၃កောင်ဒါအ ਨੇ ဆုံးကတော့ပြီးပါလေဒီ limited skin ကတော့တကောင်ကတော့မပါဖြစ်ကိုပါလေးရှိတယ်တကယ်လို့ limited skin မရရင်တော့မှဒီ epic skin လို့ခေါ်လို့ရတယ် diamond ရှိက99လုံးနဲ့ skin နေပေးပါတယ်နောက်တစ်ခုအနေနဲ့ကတော့သူကတကယ်လို့ florence ရှိပြီးွားရင်လည်းတခြား skin နေပေးပါလိမ့်မယ်နောက်ဘန်ဒါကလည်း bingo နဲ့ပဲဖြစ်သွားတာ bingo နဲ့ပဲသွားတာဖြစ်တဲ့အတွက် bingo ၃ခု၊ကျဲ၃ခုတမ်းမှသာလေး skin ကဒီပြောထားရပါတော့ဒီ hello kitty skin samuel skin သုံးက skin ရ skin တွေတရမှာတကောင်ကိုကန်ကြရရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဘက်ကလည်းဘယ်လိုပြောမလဲတန်တော်တိုင်းမှာ skin တွေအများကြီးရတာ ဖြစ်တယ်ဒီ limited skin တွေအထူးကစားနိုင်တယ်ဒီဘက်မှာပါဝင်လာ price view တွေက collector skin တွေအထူးပါဝင်နေတာဖြစ်တယ်ဒါကြောင့်မလို့ဒီ collector skin တွေအထူးကိုမှပေါက်ချင်နေဆိုရင်တော့ဒီဘက်ကတော့တေချာပေါက်ဂုံးဆင်းစေချင်တယ်ဗောနော် နောက်ခုအနေနဲ့ဒါကတော့ Julian ရဲ့ skin ပါဒါ Julian skin ကိုဖိရရှိမယ်လို့ပြောထားတယ်ဒါကတော့အရင်ကတော့ focus skin ဆိုပြီးတော့တည်ထားရတယ်လက်ရှိမှာ Chinese ဆာပါမှာပဲရောက်လာသေးတယ်ပေါ့နော်ကျွန်တော် original ဆာပါရောက်ဖို့တော့ဒီနေ့အတွင်းမှာရောက်ရှိလာမှာဖြစ်တယ်သူ့ဘူးကတော့ Leslie ပြီးတော့ Savannah နဲ့ Julian ဆိုပြီးတော့၃ောင်းရောက်လာမှာဖြစ်တယ်ဒါပေမဲ့ဒီ skin ကတော့ ဒီ free ရှိမယ်လို့ပြောထားတယ်ဒီကောင်ကဒီ chinese မှာကတော့အကုန်လုံး free ရှိတယ် skin တော့အကုန်လုံး free ရှိပြီးတော့ event တစ်ခုအနေနဲ့လာခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီလက်ရှိကျွန်တော် original ဆာပါတော့ diamond နဲ့ဝေရမလားဘာညာတော့မသိသေးဘူးပေါ့နော်အဲဒီ julian skin ကိုတော့ကျွန်တော် test လုပ်ပြီးတော့ရရှိမယ်လို့ပြောထားပါတယ်အဲ chinese skin တော့ diamond 1000ကျော်နဲ့ဝေဝေရမှာပဲဖြစ်ပါတယ်ပေါ့နော် chinese skin နှစ်ကောင်ဖြစ်တဲ့ဒီဘယ်လိုပြောမလဲ savanna နဲ့ lacy lo skin တော့ ဒီ diamond 1000ကျော်နဲ့ဝယ်ရမယ်ဒီ julian skin ကိုတော့ free ရှိမယ်တော်တော်လေးတော့မိုက်တယ်လို့ပြောလို့ရတယ်ဒီ skin ကတော့ဒီကဲလို original server ရောက်လာခဲ့ရင်တော့ပုံစံကတော့ပြောင်းမှာပါပဲဒီပုံစံအတိုင်းတော့ဖြစ်မှာမဟုတ်ဘူးเนาะဒါကတော့ဒီ china မှာလာတဲ့ skin ပုံစံအတိုင်းပြထားပေးတာဖြစ်တယ်အဲကျွန်တော် original server ရောက်လာခဲ့ရင်တော့ဒီ effect တွေကတော့ပြောင်းရင်ပြောင်းသွားနိုင်တယ်ဒါပေမဲ့လက်ရှိပြောင်းပြောင်းမပြောင်းပြောင်းလက်ရှိပုံစံကတော့တော်တော်လေးမိုက်တယ်နောက်ပြီးတော့ fee ရမှာဆိုတာနဲ့တင် ဘလို့ပဲပြန်ပြောင်းတန်းနေပြီးလို့ပြောလို့ရပါတယ်။အဲဒီတော့ဒီလောက်ပါပေါ့နော်။ဒီဗီဒီယိုထဲမှာကတော့စကင်9កောင်းလောက်ကိုဒီဖီယာရှိမလို့ပဲပြောသွားတာပေါ့နော်။တကယ်ဆိုရင်တော့ဒီတန်းတော်တွေကောင်းစင်နိုင်မှာဆိုရင်စကင်9កောင်းမကရပါတယ်။ခရီးတော့နောက်ဗီဒီယိုတစ်ပုံမှာပဲပြန်ပြီးဆုံတွေ့ကြပါမယ်။အားလုံးပဲဘိုင်ဘိုင်။